င်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပရမောင်ဆောင်တဲ့တရင်အနေနဲ့တင်ဆက်ပေးမှာကတော့ထိုင်းမြန်မာနယ်စပ်ရှိထိတာဗျူဟာစကန်ကို KNL တပ်မဟာလေးတင်ပိုင်တပ်မဟာလေးနေမြေ၌ဗျူဟာစကန်ကိုပရမောင်ဆောင်တင်ပိုက်ခြင်းဖြစ်ဆိုတဲ့တဲ့မဲ့ဖြစ်ပါရရှင်ကရင်မျိုးသားအစီယုံ KNU တဝဲခိုင်ထိုင်းမြန်မာနယ်စပ်၌စည်ရေးအရအရေးပါသည့်စစ်ကောင်စီထိတာဗျူဟာတက်စကန်ကို ဧပြီလ19ရက်ညနေပိုင်း၌အပိသက်သိမ်းပိုင်နိုင်ငံကြောင်း KNU တဝဲခရိုင်အတွင်းငယ်မှုပရိုဆောအန်နာကပြောသည်ဧပြီလ17ရက်ညနေပိုင်းကစတင်ထိုးစစ်ဆင်ခဲ့သည့်ထီထဗျူဟာစကန်ကိုဧပြီလ19ရက်ညနေပိုင်း၌အပိသက်သိမ်းနိုင်ငံခြင်းဖြစ်သည်ဟု၎င်းကဆိုသည်ကျွန်တော်တို့သိမ်းပြီးတော့လောလောဆယ်ပါမှအတိမပြူရသေးဘူး ပစ္စည်းလက်နက်ခဲယံတွေရောနော်ဟုပရိုဆိုအင်နာကလက်နက်ခဲယံစင်းတုပ်ပန်းရရှိမှုနဲ့ထိခိုက်ကြဆုံးမှုအခြေအနေများမေးမြန်းမှုပေါ်ပြောဆိုသည်ထိတာပြူဟာသည်ထိုင်းမြန်မာနေဆက်တရှောင်းထိခိမြစ်တာနေတိုင်းအချက်အခြားကြအရေးပါသည့်တက်စကန်တစ်ခုဖြစ်တယ်လို့ KNU တဝဲခန့်အုပ်ချုပ်ရေးဌာနရေးဌာနချုပ်နေမည်ဖြစ်သည်ဟုဆိုသည်အဆိုပါနေရာကိုစစ်တပ်ကလွန်ခဲ့သည့်28ရက်ခန့်ကထိုးစစ်ဆင်သိမ်းပိုက်ထားခြင်းဖြစ်သည်ဟုဆိုသည် ထီးကြဗျူဟာကအရင်က KNU ရဲ့ထိန်းချုပ်နေမည်ဖြစ်တဲ့ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးအဲ့ဒီခရိုင်ဌာနချုပ်ဖြစ်တဲ့အဲ့ဒီစကစားက1998ခုနှစ်ကထိုးစစ်ဆင်ပြီးတော့ကျွန်တော်တို့ကလဲလွတ်ရတာပေါ့ဟုပရိုဆိုအေနာကပြောသည် KNU တက်မာလေးနေမည်ရင်2024နဲ့2025အတွင်းစစ်ကောင်စီတက်စကန်များစစ်ကောင်စီစစ်ကြောင်းများကိုတက်မာလေးနဲ့ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်မှုအရှိန်မြှင့်လှုံ့ဆော်လာခြင်းဖြစ်ပြီးစကန်ချို့လေတိမ်မရရှိထားသည် တက်စကန်ဆိုတိန်ပိုင်နိုင်မှုစက်ကောင်စီကတက်စကန်ဆောင်ခွာမှုနဲ့လွန်ခဲ့တဲ့တနှစ်2024ဧပြီလကလေးစက်ကောင်စီအခလိုက်ရ103တရင်ကတရင်အလိုက်လက်နေချအញ្ញံခံမှုရှိခဲ့တော့လေဗျူဟာအဆင့်စကန်ကိုရခုပထမဆုံးတိန်ပိုင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်ဆလဘီရေထွက်ရစစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုသိဆုံးသူထက်တော့ကလေးငယ်တွေအပါအဝင်24ဦးအထိရှိလာ တပိတ်ချင်းမြို့နယ်မှာစစ်ကောင်စီလေးကြောင်းတိုက်ခိုက်မှုကြောင့်နှစ်ရက်အတွင်းပြည်သူ40ဝန်းကျင်သေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ကြေးရွာကိုစစ်ကောင်စီကလေးကြောင်းတိုက်ခိုက်မှုအတွင်းကလင်းငယ်တွေအပေါင်းဝင်သေဆုံးသူပြည်သူ24ဦးအထိထပ်တိုးလာတယ်လို့ပြည်ဦးလင်ခရိုင်ပြည်သူ့ကော်မတီအဖွဲ့ပကဖသတင်းတောင်းငန်းကပြောပါရယ်။ရေထွက်ကြေးရွာကိုဧပြီလ19ရက်နေ့လယ်တနားကျော်မှစစ်ကောင်စီကကြေးရွာရဲ့တပ်စီဆိုင်နေရာကိုပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။လေးကြော ောင်းတိုက်ခိုက်မှုဟာပြည်သူတွေကြားတိုက်ခိုက်တာဖြစ်ပြီးနှစ်နှစ်အရွယ်ကလေးငယ်တွေအပါအဝင်ဒေသခံပြည်သူ24ရဲ့ရုပ်အလောင်းတွေကိုကောက်ယူထားနိုင်တယ်လို့ပြည်ဦးလင်ခရိုင်ပကဖသတင်းတောင်ခံကပြောပါရယ်။ဒါအပြင်တန်ရရပြည်သူတွေများပြားပြီးလူဦးရေအတည်ပြုလို့မရသေးဘူးလို့လည်းဆိုပါရယ်။တန်ရရီနဲ့ကဲပါအော်နေကြတဲ့လူတွေရောအလောင်းတွေရောမြင်မကောင်းဘူးလူစီတဲ့နေရာတွေကြီးကျဲနေတာလို့မြေပြင်မှာရှိနေသူတူကပြောပါတယ် တပိတ်ချင်းမြို့နယ်ကိုစစ်ကောင်စီကဇက်တိုက်ပုံးကျဲတိုက်ခိုင်းနေပြီးဧပြီလ18ရက်နေ့ကမနက်10:00နာရီကျော်မှလဲလိမ့်ကျကြီးရွာလေကောင်ကိုပေါင်300ပုံးနဲ့ပုံးကျဲတိုက်ခိုက်ခဲ့လို့ပြည်သူ73တေဆုံးခဲ့တယ်လို့ဆိုရင်ရသူ3ဦးလဲရှိပါသေးတယ်။ဒီကနေ့နေ့ဆို2ရက်အတွင်းလေးကြောင်းတိုက်ခိုက်မှုကြောင့်တပိတ်ချင်းမြို့နယ်မှာဒေသခံပြည်သူ20ကျော်တေဆုံးထားပါတယ်။မနေ့ကညနေ4:00ခွဲလောက်မှလဲရေထွက်ကြီးရွာလမ်းခွဲကိုလေကြောင်းကနေပုံးကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံမန္တလေးတိုင်းတပေကျင်းမြို့နယ်ရေထွက်ရွာ air strike ပြည်သူကြီးတည်တံထိခိုက်တာပေါင်းပြည်သူ20ကျော်သေဆုံးပါတယ်။ကျူးလွန်သူကို မေးပြလို့လုံးဝမရပါဘူး။လုံးဝမေးပြလို့မရပါဘူး။တရက်ခန့်ကိုမေးပြလို့မရပါဘူး။တရက်ခန့်ကိုကွဲပြားတည်ကြရမှာလုံးဝစူးစမ်းကြရမှာခံယူချက်ကိုကြေလည်ကြရမှာတရီးနဲ့စူးစမ်းနေထိုင်ကြရမှာ ကျွန်တော်တို့ရောပြည်သူရောအားလုံးတရေကြီးစွာနေထိုင်ကြရမှာဟုပြည်သူ့ကောင်းရေးတမ်တော် TRI ပြည်ဟာပြည်ဟာမှုကိုယ်နွယ်နေကလူမှုကွန်ရက်တွင်ရေးသားသေးပေးထားသည် ြည်သူတွေအနေနဲ့စကားဆရဲ့စကားကိုမယုံကြည်ကြဘူးနဲ့စကားဆကသူ့စကားကိုဘယ်တော့မှသူမတည်ဘူးဗျပြည်သူတွေဒီလောက်ဒုက္ခရောက်နေတဲ့အချိန်မှာပိုဒုက္ခရောက်အောင်လုပ်တယ်ပြည်သူတွေဒီလောက်သေးချင်နေအောင်လေချောင်းတိုက်ခိုက်မှုလုပ်တယ်ဆိုတာသူ့ရဲ့စိတ်ဓာတ်လည်းအရန်ပေါ်လွင်နေပြီလို့ပြည်ဦးလင်ခိုင်ပကပသတင်းပြန်ကြားရေးတာဝန်ခံကပြောပါရယ် ဒါအပြင်မန္တလေးတိုင်းတောင်သာမြို့နယ်နန်းတီကျေးရွာကိုစက်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ရာကလေးငယ်အပါဝင်အမျိုးသမီးနှုတ်တေဆုံးခဲ့ပြီးငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ဧပြီလ18ရက်ညနေ3:00နာရီထိုးကန်ဒီအချိန်မှာနန်တီကျေးရွာကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ အရက်သားပြည်သူတွေနေထိုင်တဲ့ခြေရွာကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးအသက်82နှစ်အရွယ်ဒေါ်စန်းကြီးနဲ့အသက်6နှစ်အရွယ်မလာရီဖြူတို့ထိမှန်သေဆုံးခဲ့တာလို့ဒေသခံတွေကပြောပါရယ်စေကောင်းအဆောင်မြန်အောင်လိုင်ဟာတိုင်းနိုင်ငံဘန်ကောက်မြို့မှာအာဆီယံအလဲချဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီရာဟင်နဲ့အီရလာဆက်ခနီယာနေကတွေ့ဆုံအပြီးမှာတပိတ်ချင်းအပါဝင်နေရအများအပြားကိုလေချောင်းကနေဇက်တိုက်ပုံးကျဲတိုက်ခိုက်နေတာဖြစ်ပါရယ် ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရွှေဘိုမြို့နယ်ရွာဖျားပွဲတခုတွင်ရွှေဘိုခိုင်တရင်ငါတက်ခွဲသုံးနှင့်ပြည်သူကြားစကားများရန်ဖြစ်ပြီးရဲဘော်တယောက်တေဆုံးခဲ့ရာကနေတက်ခွဲသုံးမှထပ်မံပြီးတကန်သာရွာသားပကဖရဲဘော်ဆက်တအူကိုထပ်မံဖမ်းဆီးနှိပ်စက်ခဲ့ရာတအူတေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရခြင်းစကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ရွှေဘိုမြို့နယ်တိုင်းနယ်လေးအပိုင်းတကန်သာကျေးရွာတွင် ဧပြီလ14ရက်နေ့ညနေ4နာရီအချိန်ဖျားပိုဝဲတကုမှဂျေးရွာတလီထုံနှံအရာအကားကုံပွဲများပါဝင်ခဲ့ရာရွှေဘိုခဲအမှန်ကားတရင်တက်ခွဲသုံးမှမူးနေသောရဲဘော်နှင့်အချားရွာမှရွာသားတူတို့ခိုင်ရန်ဖြစ်ပွားခဲ့ကြပါသည်။၎င်းဖြစ်စဉ်ကိုတားဆီးသူဂျေးရွာပကဖအဖွဲ့ဝင်ရဲဘော်ကိုရွှေဘိုခဲတရင်ကတက်ခွဲသုံးမှမူးနေသောရဲဘော်ကလက်သေးဖြင့်ပြန်လည်ထိုးနှံရာအပြန်လန်ထိုးချိန်မှုဖြစ်ကြရာကနေရွာသူရွာသားများပါပါဝင်လာကြကရွှေဘိုခဲတရင်ကတက်ခွဲသုံး င်တပ်ဖွဲ့ဝင်ကိုရာစာကိုဘသူကဓာတ်နဲ့ထိုးလိုက်မှမသိဓာတ်နဲ့ထိုးခံလိုက်ရပြီစေယုံတို့ပို့ဆောင်ခြင်းလမ်းမှာတိတ်ဆုံသွားခဲ့တယ်လို့သိရပါတယ်အရာနဲ့ပတ်သက်ပြီးရွှေဘိုခိုင်တရင်ငါကသူတို့ရဲ့ရဲဘော်တွေကိုလှန်ခေါ်လိုက်ရယူနီဖောင်းဂန်းအပြည့်အစုံနဲ့အင်အား60လောက်ရောက်လာခဲ့ပါတယ်ရွာထဲရောက်ရောက်ချင်းတနတ်တွေပြစ်ဖောက်ပြီးရှမ်းပွဲရင်ပါဝင်တဲ့သူတွေကိုညာရင်ချင်းဖန်စီပေးဖို့ရပြောပါတယ်ဖန်မပေးပါကရွာကိုမီးရှို့မြို့ကိုကြီးရွာပကဖပါလာပါပါပတောင်းက ခံများနဲ့တိုင်းနယ်လေးတောင်ခံတို့ကိုချိန်ချောက်ပြောဆိုရာပကပရဲဘော်သုံးဖြစ်တဲ့ရဲဝင်းကျော်ဒီအေဇန်နဲ့ထကန်သာရွာသားပြည်သူတို့ကိုတက်ဖူးတို့ကိုတရင်ငါတန်လွှဲပြောင်းပေးခဲ့ပါတယ် ။အရင်နောက်ဈေးရွာပြည်သူများရှိမှအသေးအံထိုးကျိတ်ရိုင်းနေပြီးလူမဆန်စွာပြုမှုပြောဆိုခဲ့ပါရယ်။ရှဲဘော်တို့ဆိုရင်မျက်လုံးတစ်ဖက်ရှောင်းကိုင်းဖူယောင်သွားတယ်။နောက်တစ်ယောက်ဆိုရင်လည်းခေါင်းပါပေါက်သွားခဲ့ပါရယ်။နောက်တစ်နေ့ဧပြီလ15ရက်နေ့နနပိုင်းတိုက်နယ်လေတောင်ခိုင်စခန်းသို့ရွှေဘိုခရိုင်အမှန်ကတရင်တက်ခွဲသုံးမှရှဲဘော်30လောက်ရောက်လာပြီးသူတို့နဲ့ရှမ်းပြတဲ့အထဲပါရယ်ဆိုပြီးအရင်ကသူတို့နဲ့အစင်မပြေတဲ့လူစည်းရင်းနဲ့နောက်ထပ်900လောက်ထပ်တောင်းပါရယ်။တကန်သာရွာသားပြည်သူကိုတင်လင်း င်းစင်မိုထက်ရှဲမင်းတွေဆိုင်ကိုကို ဖြိုးမင်းဦးနဲ့ကြေးရွာပကပအဖွဲ့ဝင်ရဲမန်အလဲပြန်လာတဲ့တပိတ်ချင်းမျိုးနဲ့ပကပမှရဲဘော်ထက်ဝေတို့ခုနဦးကိုပါထက်မှန်ရိုင်းနဲ့ဖမ်းဆီးသွားခဲ့ပြီး၎င်းတို့ကိုတရင်ကဌာနချုပ်ကိုခေါ်ဆောင်သွားတယ်လို့သိရပါဗျ လူတို့ရောက်လာတိုင်းတက်ခွဲသုံးကရဲဘော်တွေကဝိုင်းဝန်းထိုးချိတ်ရိုင်းနှံဖဏန်းနဲ့ကံပြီးဥပဒေမဲ့လောက်ကိုင်းနေတာကိုမြင်တွေ့ရတာပါတူတူရောက်လာတိုင်းထင်းတယ်လို့ပြောပြီးအမဲဖြန်နေကြတဲ့ရှိုင်းလိုက်ထိတ်တုံနဲ့ထဲလိုက်နေထိတ်တုံနာကအဖွဲကလည်းထင်းတယ်လို့စောင့်ကန်လိုက်နေစကန်တစ်ခုလုံးကငရေကန်ကြာနေတာပါပဲလို့ပြောပါရယ် မြန်ပန်နေဆန်နေစဉ်မြို့နယ်လက်နက်ရေးရာတောင်းခံမှာရခုကဲ့သို့မနေဆက်ရန်တောင်းမန်စကားပြောကြရာခမားနဲ့မဆိုင်ပါဘူးအသာနေပါဟုရဲဘော်ခုနှစ်ယောက်လောက်ကဝိုင်းဝန်းပြောဆိုရာမှာဘာမှမပြောရတော့ပဲနောက်ဆုတ်ပေးလိုက်ရကြောင်းသိရပါဗျာ တို့အတွက်ဥရီဆိုတာဗမာလဲလို့ဆိုပြီးမျက်မြင်တွေ့နေရတဲ့ခေါင်းဆောင်တွေအားလုံးယူကျုံမြဖြစ်နေတယ်လို့ဆိုပါရယ်လာပို့တဲ့ပလဖတောင်းကန်တော်အားချောင်းနေရင်၃လချက်လောက်ထိုးခံလိုက်ရပါသေးတယ်လူဆုံတော့စစ်စေးမေးမြန်ရင်သူတို့စကန်ကိုခေါ်သွားမယ်ပြောတော့ကိုရှင်မာရင်ရိုင်းနဲ့တပ်ပုတ်နေတာမြင်တဲ့အကြီးကြီးတယောက်ကသူတို့အသက်ဘယ်သူတောင်းယူအမခံပါလဲလို့မေးတော့တရင်ကအိုင်အိုဆိုမာလီမှသူတောင်းယူကြောင်းတိုင်းနယ်လေးတောင်းခံနဲ့ရောက်ရှိနေသော ပါကဘပါလာပါပါဘတောင်းခံများကိုပြောသွားတယ်လို့သိရပါတယ်။ဖန်စီထားသူစတက်ဦးကိုကျိုးဖြင့်တွဲကဦးကောင်းကိုမြေကြီးထီလူမတက်ကုန်းခိုင်းပြီးရိုက်နဲ့တင်ဆောင်သွားတာမှာနွားတက်တဲ့ကလာတောင်လက်ဖျားခါလောက်ပါတယ်လို့ဆိုပါတယ်။တလန်းလုံးနဲ့ရိုက်နဲ့သွားတယ်လို့မြင်နေသူတွေကပြောကြပါတယ်။ညနေပိုင်းရောက်တော့ပါကဘရဲဘော်တို့အမောဆိုပြီးတေးပြီးလို့ရွှေဘိုခန့်အမှတ်၅တရင်တက်ခွဲသုံးမှတိုက်နယ်တာဝန်ခံတဲ့တရင်လာပို့ပါတယ်။အလောင်းလာယူမှလားလာပို့ရမှလားလို့မေးပါတယ်။လူကြီးအ လုံးကမနက်မှလာပို့ပါမြို့နယ်တောင်ခမ်းများရောက်လာမှလက်ခံမယ်လို့ပြောလိုက်ပါတယ်။နောက်တနေ့ဧပြီလ16ရက်နေ့နည်းနည်းရောက်လာတော့ပကပရဲဘော်တအုပ်အလောင်းကိုရွှေဘိုးမြို့နယ်ပကပအဖွဲ့ဝင်တွေရှေ့မှလက်ခံရယူပြီး အလောင်းကိုမြို့နယ်ကျန်းမာရေးတောင်ခဲမှဆစ်ဆေးရာ နေရာဆောင်တန်ရာတန်ချက်ပလက်ဘွားနဲ့ဦးကောင်းတဲ့ဝမ်ပိုက်တို့ကိုခွဲစိတ်ထားသောဖြစ်စဉ်ကိုတွေ့ခဲ့ရပါတယ်။ချိန်မှမှလည်းအရေးပြားမှ ခွာထားတဲ့ပုံစံတွေ့ရပါတယ်။တောင်ဝန်ခဲမှာအလောင်းလာဖို့သူတို့အားဆေးဆစ်ချက်တောင်းပါတယ်။ဆေးဆစ်ချက်မပါဘူးနောက်မှပေးမယ်လို့ပြောကကားမောင်းပြီးပြန်ထွက်သွားပါတယ်။ဒါနဲ့ကျန်းစေဦးကိုဒီနေ့ပြန်ပို့ပေးဖို့တောင်းဆိုတော့ နိုင်ရဲ့အချိန်အမျိုးမျိုးပြောကလမ်းလွှဲပြောဆိုနေခဲ့ပါတယ်။ဧပြီလ18ရက်နေ့မှာလေဒီမနက်ပုံမယ်နေ့လယ်ပုံမယ်နဲ့အချိန်လွှဲပြောခဲ့ပါတယ်။ဒီလိုနဲ့ညနေ3နာရီလောက်မှာခရိုင်ပကဖကိုလွှဲပြောင်းပေးဖို့စစ်တေတာကအမိန့်ချရလို့သတင်းရခဲ့ပါတယ်။လက်ခံရယူမဲ့ခရိုင်ပကဖအရာရှိကိုတိုင်းနယ်တောင်ဝကန်ကမေတော့လွှဲပြောင်းမှုတရင်ကမှအစင်းနဲ့မဖြစ်သေးဘူးလို့အတွင်းသတင်းရကြားသိခဲ့ရပါတယ်။ဖန်စီနေဆက်ခံကလေးတွေဆူဆူဝဝသေးလို့မျောပါခန်းစားနေရတယ်လို့သတင်းထွက်လာတော့ဆေးဦးတို့ ကလေးမိဘတွေနဲ့အတူခြေရွာသူခြေရွာသားတွေအကုန်လုံးရှုမတက်ခံစားနေရကြောင်းလဲကြားသိရပါတယ်။ရံမွေမှာပါဝင်နေဆိုပြီးမတရားဖန်ဆီးနှိပ်စက်ခံခဲ့ရတဲ့တက္ကန်သာခြေရွာပါကဖနဲ့ရွာသားစုစုပေါင်း၁၁ဦးတွေကခြေရွာပါကဖအဖွဲ့ဝင်ကိုရဲဝင်းတေဆုံးသွားခဲ့တာကြောင့်ခြံဖန်ဆီးခံရသူတွေရဲ့အသက်အန္တရာယ်ကိုမိသားစုဝင်နဲ့ရွာသူရွာသားတွေကစိုးရိမ်နေခဲ့ကြတဲ့အတွက်အီရဲလာစက္ကန်ရံနေ့ညနေ၄နာရီခန့်မှာ မတရားသဖြင့်ဖန်ဆီးထားသောရဲဘော်များအားချက်ချင်းလွတ်ပေးရေးဒို့အရေးမတရားသဖြင့်ဖန်ဆီးထားသောပြည်သူများအားချက်ချင်းလွတ်ပေးရေးဒို့အရေးစာဆုံးရဲဘော်ရဲဝင်းအတွက်တရားမျှတမှုအမြန်ဆုံးဆောင်ရွက်ပေးရေးဒို့အရေးဥပဒေမဲ့လုံရံများချက်ချင်းရဲ့ ရွှေဘိုခရိုင်တပ်ရင်းကအလို့မရှိဟုတကန်သာရွာကန်200ကျော်ခန်းကလှည့်လည်ဆန္ဒပြခဲ့ကြတယ်လို့သိရပါဗျ။ရမန်နေဧပြီလ19ရက်နေ့မှာတော့အဲဒီရွှေဘိုခရိုင်တပ်ရင်းကတပ်ခွဲ3ဖွဲ့ဟောင်းကြံရှိဖမ်းဆီးခံရတဲ့ဆက်ရောက်ထဲကဒေသခံပြည်သူရွာသား200ကိုထပ်ပြီးတတ်ထားတယ်လို့ကော်လာဟာလာရီလည်းကြားနေရတယ်ပေါ့နော်။ကွန်ဖမ်းလို့လို့တော့မရသေးဘူးလို့ဒေသခံကော်ရီတပ်ဖွဲ့ဝင်တူကပြောထားပါသေးတယ်။ ဆလဘေးမြင်းမိုမျိုးနဲ့ကံတော်ရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းဖြင့်ပုံကျဲတိုက်ခိုက်မှုကလေးငယ်များအပါအဝင်ဖြီသူများထိခိုက်ဒေဆုံးမှုရှိဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမြင်းမိုမျိုးနဲ့ကံတော်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များအပါအဝင်ဖြီသူများထိခိုက်ဒေဆုံးမှုရှိကြောင်းဒေသပြည်သူများကရှံကုန်ခဲ့တဲ့တဲ့ရင်ဌာနထံသို့ပြောဆိုသည်။ရှမန်နီဧပြီလ19ရက်နေ့နနက်7:40မိနစ်ခန့်တွင်မြင်းမိုမျိုးနဲ့ န်တော်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ဝဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အကြမ်းဖက်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုတွင်ပြည်သူများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။မြင်းမှုမျိုးနဲ့ကံတော်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာပါတော်လိုင်းရေပေါ်ရရနိုင်သလောက်တော့ကဲထုံနေရပါတယ်ဟုထေသောပြည်သူတို့ကပြောဆိုသည်